ာသမီ၃မျိုးအကျွေးလာဆက်တဲ့တာသမီနဲ့အကျွေးလာတောင်းတဲ့တာသမီဆိုပြီးတော့နှစ်မျိုးရှိပါတယ်အကျွေးလာဆက်တဲ့တာသမီကတော့သူတတ်တဲ့ပညာရည်နဲ့မိဘတွေကိုပညာတက်ရင်လဲပညာနဲ့ပညာမတက်ရင်လဲခွန်အားနဲ့လှုပ်ကြွေးပြုစုတဲ့တာသမီမျိုးပါအကျွေးလာတောင်းတဲ့တာသမီကတော့မိဘစိတ်ဆင်းရဲအောင် လုပ်မယ်ကြီးတိုက်မယ်မတေခင်အမွေတောင်းမယ်စတဲ့စိတ်နဲ့စင်းရဲရအောင်လုပ်မယ်အဆက်ပေးမယ်ဖျားဟောတရားတော်များအရာတော့အတိဇာတတာအနုဇာတတာ အဝဇာတက်သားဆိုပြီးတော့၃မျိုးရှိတာပေါ့အတိဇာရသားဆိုတာကတော့မိဘထက်အလွန်ကိုကျင့်သိခါအစတာသွားတာဥပမာ ဖုန်ကြီးယဟန်အဖြစ်နဲ့မိဘတွေကိုလှုပ်ကြွေးပြူးစုတဲ့သားမျိုးသားကောင်းသားမြတ်မျိုးပေါ့အလူဇာတက်သားဆိုတာကတော့မိဘတွေရဲ့ကိုကျင့်သိခါနဲ့အတူမိဘကိုလှုပ်ကြွေးပြူးစု ကျွေးမွေးစောင့်ချောက်တဲ့တာသမီမျိုးပေါ့အဲ့ဒီနှစ်မျိုးကတာကောင်းသမီကောင်းတွေပေါ့အထက်မှာပြောထားသလိုအကျွေးဆက်မဲ့တာသမီတွေပေါ့အဝဇာတက်သားဆိုတာကတော့မိဘထက်ရုပ်ညံ့တဲ့တာသမီမျိုးအကျွေးလာတောင်းတဲ့တာသမီတွေပေါ့မိဘကိုဒုက္ခပေးဖို့တတ်တတ်ဖြစ်လာတဲ့တာမျိုးမွေးလာလို့သာချစ်မြတ်နိုးရပြီးမယ်ဒီတာသမီမျိုးကတော့ဘယ်မိဘကမှမလိုလားတဲ့တာသမီမျိုးပေါ့ဒီတာသမီမျိုးကြတော့အထက်မှာပြောထားသလိုအကျွေးလာတောင်းတဲ့တာသမီပေါ့ဒါမဲ့မိဘဆိုတာကဘယ်တာသမီကိုမဆို စိုးရင်လည်းဂယုနာနဲ့ရှစ်တာပါပဲ။ကောင်းတဲ့သားသမီးကိုလည်းလိန်မာလို့ရှစ်တာပါပဲ။ခွဲကြတာမျိုးတော့မရှိပါဘူး။တကယ်လူလားတာက အတိဇာတတ်တာသားသမီးမျိုးသာမိဘတိုင်းလူလားကြတာပါ။ဒါကြောင့်မလို့သားသမီးတွေအနေနဲ့အတိဇာတသားသမီးမျိုးအထိမဖြစ်နိုင်အောင်မှအနုဇာတသားသမီးလောက်တော့ဖြစ်အောင်မိဘတွေကိုကျွေးမွေးစောင့်ရှောက်တဲ့သားသမီးတွေဖြစ်အောင်ကြိုးစားကြပါစီ။တားကောင်းသမီးကောင်းများဖြစ်လို့မိဘတွေကို အသက်ပေးလို့ကာကွယ်နိုင်ကြပါစီ။